ကေစီယူချန်နယ်လေးပြန်လဲကြိုးစားပါကြနော်နေပါလေးပြောချင်လဲဆိုတော့နော်မဲလာပေါ့နော်စစ်ပေးကြောင့်ဒုက္ခတဲ့စကံပေါ့နော်ဒုက္ခတဲ့စစ်ပေးကြောင့်စစ်ပေးကြောင့်လားဒုက္ခတဲ့စကံပဲထင်ပါကြနော်ဟိုစစ်ပေးကြောင့်ရတော့မဟုတ်ပါဘူးအကုန်လုံးနော်မဲလာဒုက္ခတဲ့စကံမှာနော်အဲကိုကိုကိုအဆုံးစီရင်တဲ့လူကြီးများနေရပေါ့ဗျာကြတော့တော်တော်ကြောင့်မြေရတော့ပါအများအားဖြင့်ဒီရစ်ကရက်တင်နေပြီရက်တင်နေပြီခင်ဗျာ ခုလက်ကြည့်ဒုက္ခခံစားနေရတဲ့လူတွေတွေ့ရနောင်လာနောက်သားတွေတွေ့ရလှုပ်ရှားမအောင်ကင်ရမ်းမအောင်များတွေခုမျောနေကောင်ပြပြနေတဲ့အရာရအစင်မပြည့်ဖြစ်နေတဲ့အရာညီနိုင်ဆိုနေပြီးတော့ဘလို့သွားကြအောင်ဘလို့ကင်ကြအောင်ခင်ဗျားတို့ဟမ်ခင်ဗျားကိုဂျိုးသီးပွားကြည့်ပဲလေတာဘရယံတာဘရမေးသေးမလို့တာဘရကိုဂျိုးသီးပွားရယ်ခင်ဗျားတာဘရကိုဂျိုးသီးပွားပဲကျွန်တော်လက်သိမြင်နေရတွေ့နေရပဲခင်ဗျားတို့ဟမ်ခင်ဗျားတို့ကိုဂျိုးသီးပွားကိုဂျိုးသီးပွားနဲ့ပဲခင်ဗျားတို့လုံနေရဒီခင်ဗျားဟင်ဒါဘာဖြစ်နေအောင်ခင်ဗျားတို့ကအသေးစားအသေးစားညာဟမ် ခေမရိုးဘလို့စိတ်ကူးတွေနဲ့ဘလို့စိတ်ကူးတွေနဲ့ကျွန်တော်လုံနေမှာအောင်ကျွန်တော်လည်းမသိတော့ဘူးပြညာတော့ဟင်ဘလို့စိတ်ကူးတွေနဲ့တော့ဘလို့စိတ်ကူးတွေနဲ့လုံနေမှာအောင်ကျွန်တော်လည်းမသိတော့နော်ကျတော့ပြောမှာပေါ့ခင်ဗျားတို့ကပေါ့ပေါ့ပန်းလေးတယ်ခင်ဗျားတို့အင်းသူ့ဟာသူ့ဖြစ်နေတဲ့အရာပေါ်မှာ မြောက်မြင်သာနေပြီမြင်သာနေပြီခင်ဗျာမြင်သာနေတဲ့တိရမှာကျွန်တော်ပြောပြတယ်နော်လက်ဗျာခင်ဗျာလက်ဆယ်ကြောင်မပြီးတဲ့လူတွေခင်ဗျာကိုချိုးစည်းဘွားညေပြန်ဖြစ်နေတဲ့ညအဲ့ညခင်ဗျာဘာလာပြောနေကိုချိုးစည်းဘွားကိုချိုးစည်းဘွားနော်လက်ဆယ်ကြောင်မပြီးတဲ့လူတွေကိုချိုးစည်းဘွားအတွက်ဖြစ်နေတဲ့ညခင်ဗျာဘာမှလူမျိုးလည်းမဟုတ်ခင်ဗျာဘာမှခင်ဗျာကိုပြည်နေလည်းမဟုတ်ခင်ဗျာတို့လုံနေကြညာခင်ဗျာတို့မြင်ပြီးပြီဗျာခင်ဗျာ နော်23နှစ်နေ23နှစ်စလေးနော်23ပြန်ပြောမယ်နော်23နှစ်စလေး25ဘာလို့23ကိုပြောရုံတော့ငါတို့ပြီးတယ်နော်အကြတော့ကိုဂျိုးစီဟောနော်မရမရနေလေးခင်ဗျားတို့မြားနှစ်ပေါင်းရာချီလာပြည်တွင်းစစ်ကြီးကနှစ်ပေါင်းရာချီကြာလဲဘာဖြစ်မှာခင်ဗျားဘယ်လက်နဲ့ကင်မဘာမှရမှာမဟုတ်ဘူးမြားမျိုးတွေပြက်ရွာတွေပြက်အိုးအိမ်စီးအသက်တွေပိစလာမှာပဲရှိတယ် တက်အိုးအစည်းစိမ်ကြီးပြီးဆက်လိုက်မှာပဲကြီးကျန်တာဘာမှမရှိဘူးခင်ဗျာနော်နည်းနည်းတွေးခင်ဗျားတို့အုံနောက်လေးနည်းနည်းတွေးခင်ဗျားတို့ဟမ်အမတချက်နားတော့ယူမှာဗျာလမ်းမေးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မဲလာဒုက္ခတဲ့စခန်းမှာ အော်တိုဘန်၁၈ရက်နေ့ကနေ၂၈ရက်နေ့ထိ၁၇ရက်အတွင်းလူ၅ဦးမိမိကိုမိမိအဆုံးစီရင်မှုဖြစ်ပွားခဲ့တဲ့လို့စကန်တာဝန်ရှိသူတွေနဲ့စကန်တွင်းနေထိုင်သူတွေထံကသိရပါတယ်။မဲလာဒေါကတဲ့စကန်မှာနေထိုင်တဲ့အသက်60ခန့်အရွယ်ကနေအသက်20ခန့်အရွယ်ကြားလူ၅ဦးဟာကျန်းမာရေးပြဿနာနဲ့ဆေးဝါးပြက်လက်မှုစိတ်ဓာတ်ကျဆင်းမှုနဲ့နောက်ဆက်တွဲမူရဆေးဝါးသုံးဆွဲမှုတို့ကြောင့် မိမိကိုမိမိအဆုံးစီရင် သွားခဲ့တာလို့စကမ်းမှာနေထိုင်သူကပြောပါတယ်။ဒီကလည်း depression မဟုတ်တော့ depression ဝင်ပုံဝင်ရှာမရှိဘူးနော်မဲလာဒုက္ခတဲ့စခန်းကအတိုင်းမြမနယ်စပ်ကဒုက္ခတဲ့စခန်းတွေထဲမှာအကြီးဆုံးဖြစ်ပြီး1984ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့စခန်းဖြစ်ပါတယ်ဒီစခန်းမှာအများစုကကင်းပင်နယ်ထဲမှာစစ်တပ်နဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်လာရောက်ခိုလုံနေကြသူတွေဖြစ်ပါတယ်လက်ရှိမဲလာဒုက္ခတဲ့စခန်းမှာနေထိုင်သူ3000ခွဲလောက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM ရဲ့စီးရင်အချက်လက်တွေရသိရပါတယ်။မေလာဒုက္ခသည်စခန်းအပါအဝင်ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေမှာ2025ခုနှစ်နှစ်စမ်းပိုင်းကစလို့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကနေတဆင့်ရရှိနေတဲ့ရိတ်ခါစေဝါအပါအဝင်အကူအညီအထောက်ပံ့အားလုံးကရပ်ဆိုင်းသွားခဲ့ပါတယ်။အဲဒီနောက်ဒီစခန်းတွေမှာနေထိုင်နေတဲ့သူတွေကရိတ်ခါပြက်လက်မှုနဲ့ရင်ဆိုင်နေကြပြီး စကန်တစ်ခုချင်းစီမှာရှိတဲ့ဆေးရုံတွေလည်းပိတ်လိုက်ရတဲ့အတွက်ဆေးဝါးအထောက်ပံ့မရတော့တဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။အော်တိုဘလာစက်ကူနီယက်စ်အနေဟို SSCT ဒီလောက်ကိုပြောရတယ်။အဲခုတလမှာ2025 January 25ရက်မှာဒီကျွန်တော်တို့မင်းလာစကမှာအာဆေးရုံနဲ့ပတ်သက်တဲ့ဆေး ဖီလိုစီအခက်ခဲတော့ကျွန်တော်တို့ကြုံတွေ့ရတယ်ဆိုဖီလိုဆိုတော့အဲဒီ USA မှာသူတို့ထပ်ပါတဲ့အာထပ်ပါတဲ့ငွေပေါ့နော်ဖီလိုစီအစစအရာသူတို့ဖြတ်တော့တာကျွန်တော်တို့စကားတခုမဟုတ်ပါဘူးဒီနေစားတဲ့ကြောင်းမှာစကားကိုခုမှအခက်ခဲရတော့ကျွန်တော်တို့တွေ့ရတာပေါ့နော် ရခိုင်နဲ့ပတ်သက်တာတော့အာလုံး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 တော့မရှိပါဘူးဒါပေမဲ့ဒီတလားတလားအတွက်တော့သူတို့ယုံယုံကြရတာပေါ့နော်အခုချိန်မှာလည်းပဲဒီကျွန်တော်တို့ကတော့စိုးရတာပေါ့နော်အာရခိုင်ဘလို့လောတာပြီးတော့စီမိသားစုစာဝတ်နေရင်မလုံးလောတာတော့အာထမ်းရတာပေါ့နော် မဲလာဒုက္ခသည်စခန်းအပါဝင်တိုင်းမြမနယ်စပ်တလျှောက်ကဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြသူတွေဟာအရင်ကဆယ်စုနှစ်နဲ့ကြီးစခန်းပြန်ပါထွက်တရားဝင်အလုပ်လုပ်ခွင့်မရခဲ့ကြပါဘူးနေထိုင်သူအိမ်အောင်စုအားလုံးကနိုင်ငံတကာအလှူရှင်တွေပေးပို့လာမဲ့အကူအညီအထောက်ပံ့ပေါ်မှာဒါမိကိုရက်တီခဲ့ကြတာပြတ်ပါတယ်လက်ရှိမှာတော့ကုညီထောက်ပံ့မှုတွေရပ်ဆိုင်းသွားတဲ့အခါထိုင်းဆိုရကဒီဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြသူတွေကိုစကမ်းပြန်ပါထွက်တရားဝင်အလုပ်လုပ်ကံကွင်ပြို့ဖို့ အော်တိုဝါလာစမ်းပိုင်းမှာဆုံးဖြတ်ခဲ့ပါတယ်။နေဆက်ဒုက္ခတဲ့စကန်၉ခုမှာခိုလုံနေတဲ့ဒုက္ခတဲ့တွေကိုထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းကပြည်နယ်ပေါင်း53ခုမှာအလုပ်လုပ်ခွင့်ပေးမယ်လို့ဆိုပါတယ်။အသက်အရွယ်အပိုင်းခြားအနေနဲ့အသက်16နှစ်ကနေအသက်55နှစ်ကြာသားအလုပ်လုပ်ခွင့်ပြုဖို့တက်မှတ်ထားပြီးအော်တိုဝါလာအတွင်မှာမေလာဒုက္ခတဲ့စကန်မှာနေထိုင်သူ145ဦးတရားဝင်အလုပ်လုပ်ခွင့်ရပြီလို့စကန်တာဝန်ရှိသူစောစန်းတီကပြောပါတယ်။ ဒါပေမဲ့အလုံးလုံးခွင့်ရတဲ့အသက်ရွယ်အပိုင်းခြားထက်ကျော်လွန်နေတဲ့တက်ကြီးရွယ်ဝတွေနဲ့နာတာရှိကျမ်းမာရေးပြဿနာခံစားနေရသူတွေသာရှိတဲ့အိမ်အောင်စုတွေအတွက်ကတော့အခက်အခဲကို ဖြေရှင်းနိုင်ဖို့နည်းလမ်းမရှိ ဖြစ်နေတယ်လို့မေလာဒုက္ခတဲ့စခန်းမှာနေထိုင်သူကပြောပါတယ်အဆိုအဆုံးလို့ပြောလို့ရတယ်လို့ရှင်ဟုတ်ပြောလို့ရတယ်တကယ် serious လည်းအရင်ဖြစ်တယ်လေနော်ကျမတို့ဆိုအရင်ကိုလန့်ဖြန့်ပြီးတော့မှအာဘလို့ဖြစ်တာလဲပေါ့ ဒါတော့မမသိရမဖို့ပြတဲ့ case တွေရှိသေးတယ်เนาะတခြားတော့မသိရတဲ့အခြေအနေတွေဘယ်လောက်ရှိနေပလဲဆိုတာလည်းတွေးတွေးလို့ရတယ်ရှေ့တခြား camp တွေလည်းရှိကောင်းရှိမှာပဲလေเนาะဒါကလည်းပြောမယ်ဆိုရင်ညရှိလာများဒီစိတ်ရှောင်ရတဲ့ပြောပြောမယ်ဆိုဒုက္ခတွေထဲမှာနေရလေเนาะဆိုလူဖြစ်တွင်းစိတ်ကြောင့်ထွက်ပြေးလာရတဲ့သူရဲ့ဘယ်လိုခေါ်မလဲ severe trauma တွေ severe anxiety တဘောအဆိုးရင်လုံးနေတာ ပြီးလို့ရှိရင်စိတ်သက်သာတယ်ရောဂါတွေအများကြီးတွေ့ရတယ်ဒါအဲဒီ fighting မခတ်ခင်ကတည်းက 2019ခုနှစ်ဝန်းကျင်ကလည်းမေလာဒုက္ခတဲ့စခန်းမှာမိမိကိုယ်ကိုအဆုံးစီရင်ဖို့ကြိုးစားမှုမြင့်တက်ခဲ့ပါသေးတယ်။2016နဲ့2019ခုနှစ်အတွင်းမေလာဒုက္ခတဲ့စခန်းမှာဒုက္ခတဲ့28ဦးဟာမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ပြီးစီရင်ဖို့အတွက်ကြိုးစားခဲ့သူ66ဦးရှိခဲ့တဲ့အတွက်ဒါဟာနိုင်ငံတကာတည်ကြောင်းကြံ့စည်မှုနှုံထက်သုံးဆပုံများတယ်လို့အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM ကထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့2018ခုနှစ်နောက်ပိုင်းမှာတော့မဲလစခန်းမှာမိမိကိုကိုအဆောင်စီရင်မှုစူးစမ်းတဲ့ဖြစ်စဉ်ရော့ကျလာခဲ့ပြီးအသက်သေဆုံးတဲ့အထိဖြစ်တာလည်းနှဲပါလာခဲ့တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်ကဒုက္ခသည်စခန်းတွေမှာနှစ်စဉ်စက်တင်ဘာလရောက်တိုင်းမိမိကိုကိုအဆောင်စီရင်မှုနဲ့ပတ်သက်လို့တားမြစ်နိုင်မှုပညာပေးအစီအစဉ်တွေစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်တွေပြုလုပ်လေရှိခဲ့ပေမယ့်ကြတော့နော်ငွေသေးွား ချို့တွေကြတော့လေနော်တချို့တွေကြတော့လေတမင်ငါကိုသွားပြီးတော့သိတယ်မလားနော်ကျွန်တော်တင်ပေးပြီလေနော်2019ရေက UN ကလိုချင်လို့ဒေါက်တာစကန်နေသွားနေနေကြလေခင်ဗျာဒီဟာအိမ်ပေါင်းချံပေါင်းအိမ်ရောင်းချံရောင်းအကုန်သွားပြီးတော့ဒီဘက်ကပိုင်ဆိုင်မှုအကုန်ရောင်းပြရမှာဒေါက်တာစကန်သွားနေနေ2019ရေက KC တင်ပေးပြီးကြလေဟင်နော်အကြော USA ရက်လိုက်တော့မှပြဿနာကြီးတက်ကုန်တာကြီးတွေ့လာခင်ဗျာဟမ်ခင်ဗျာ ကျွန်တော်ကြားတာစိတ်မချမ်းသာဘူးနော်စိတ်မချမ်းသာသွားတယ်ကျွန်တော်ကတော့ကိုယ်နိုင်ငံသားတွေမို့လို့ကျွန်တော်ကတော့စိတ်မချမ်းသာဘူးနော်အကြောတော့အကုန်လုံးဖြစ်တင်ဖြစ်လိုက်တာလုံတင်လုံလိုက်တာလေးတွေလောက်ကြပါဖြစ်တင်ဖြစ်လိုက်တာလုံတင်လုံလိုက်တာလေးတွေလောက်ကြပါခင်ဗျားတို့ဟမ်ခတ်သူးသူးတွေပဲနော်ခတ်သူးသူးတွေပဲခင်ဗျားတို့ ကြတော့နော်ဘူမြန်မာနိုင်ငံတွေမှာခံစားနေရတဲ့ပြည်သူတွေအတွက်ရဲ့နော်လာနောက်သားတွေအတွက်ရဲ့နော်ရက်တင်တာတွေရက်လှုပ်တင်တာတွေလှုပ်ခင်ဗျားတို့နည်းနည်းလေးတွေတွေးပေးကြသမ်းပါဗျာနော်ခင်ဗျားတို့လက်သေးချောင်းတော့မပြည့်တဲ့ခင်ဗျားဟမ်လက်နက်ကင်ကြီးခင်ဗျားတို့ဟမ်နည်းလေးတွေးကြသမ်းပါနည်းလေးတွေးကြသမ်းပါဟမ် ပြောလိုက်ရင်တော့ကြီးကြီးစောက်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 ကြီးဒါပြောတော့အာကျွန်တော်တို့လူမျိုးတွေကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကွာဟမ်ပြီးရင်ကိုလူမျိုးလည်းကိုမကြည့်ဘူးဟမ်ကိုနေတဲ့ကလူတွေလည်းတေးတေးတေးကြီးတေးတေးချင်းကြီးငါဘာလုပ်ပြီးနိုင်တာလည်းမရှိဘူးဟမ်နေလေးတွေးကြပေါ့ဗျာခင်ဗျားတို့ကလည်းအုံနောက်တွေပါနေပါနေလေးတွေးကြပေါ့နော် နော်လေတိတ်မပြောချင်တော့ဘူးနောက်နဲလေးတွေးကြည့်ခင်ဗျားတို့အုံနောက်တွေမှာတွေးကြည့်လိုက်လို့ခင်ဗျားတို့အဖြေပြီးထွက်အောင်စဉ်းစားကြည့်ပေါ့လေနော်ကျတော့